ုံမ905ကကြီးနဲ့ရန်ကုန်မြို့အင်းစိန်ထောင်မှာအချင်းချထိမ့်သိမ်းခံထားရသူတွေကိုနိုဝင်ဘာလ28ရက်နေ့လယ်ပိုင်းကပြန်လွတ်ပေးလိုက်ပြီဖြစ်ပါတယ်စစ်ကော်မရှင်ကမဲဆန္ဒနယ်ပြည်သူများလွတ်လပ်စွာဆန္ဒမဲပေးနိုင်စေရန်အတွက်လို့ဆိုပြီးရာဇသက်ကြီးပုံမှာ905ကကြီးနဲ့သူတို့ဖမ်းဆီးထားသူတွေအမှုရင်ဆိုင်နေရသူတွေအပါအဝင် စုစုပေါင်း1665ဦးကို ပြစ်ဒဏ်လူငင်းခွင့်ပေးလိုက်တယ်လို့နိုဝင်ဘာလ26ရက်ည8နာရီသတင်းမှာထုတ်ပြန်လာတာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းရာဇသက်ကြီးပုံမှ905ကကြီးနဲ့ထောင်တန်းချမှတ်ခံထားရသူတွေအမှုဖွင့်ခံထားရသူတွေအပါအဝင်အဲ့ဒီပုံမှနဲ့ဝရမ်းကြောင်ထွက်ပြေးတိမ်းရှောင်နေရသူတွေကိုစစ်ကောင်စီအမိန်နဲ့အမှုပိတ်သိမ်းပေးကြောင်စစ်ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်စစ်ကော်မရှင်က ပုံမှန်905ကာဂျီအရာ ပြစ်ဒဏ်ချမှတ်ခံရပြီးအကျဉ်းထောင်နဲ့အချုပ်ထောင်တွေမှာထောင်ဒဏ်ကျနေသူ924ဦးကိုပြစ်ဒဏ်လျှော့ပေါ်မှုနဲ့ပြစ်ဒဏ်မှလုံခြုံခွင့်ပေးလိုက်ပြီးနောက်တစ်ကြိမ်ပြစ်မှုကျုံးလွန်ပါကလက်ရှိတန်တဲ့ပြစ်ဒဏ်များကိုဆက်လက်ကြားခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်905ကာဂျီမဟုတ်တဲ့အမှုမျိုးစားများနဲ့ပြစ်ဒဏ်ကြားခံနေရသူ2362ဦးကိုလည်း အတူတကွပြစ်ဒဏ်လျှော့ပေါ်ပြီးလုံငင်းခွင့်ပေးထားကြောင်းထုတ်ပြန်ကြမ်းမှာဖော်ပြထားပါတယ်။လက်ရှိ905ကာကြီးနဲ့တရားစွဲက စစ်ဆေးခံနေရသူများနဲ့ထွက်ပြေးတိမ်းရှောင်နေရသူ9580အမှုကိုလည်းအမှုရုပ်သိမ်းခြင်းပြုလုပ်ထားကြောင်းစစ်ကော်မရှင်ကထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။အခုလို ပြစ်ဒဏ်များမှပယ်ဖျက်ပေးခြင်းဟာမဲဆန္ဒနဲ့ပြည်သူများအလုံးမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နဲ့ မကြမီမှာကျင်းပမဲ့ရွေးကောက်ပွဲမှာလွတ်လပ်မြတ်စွာမဲပေးနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာရည်သားထားပါတယ်။ဘယ်လာရုစ်တမဒလူကာရှန်ကိုမြန်မာပြည်လာမဲ့တရက်အလိုမှာပဲအခုလိုစစ်တပ်ရဲ့လုံငင်းချမ်းသာခွင့်ထွက်ပေါ်လာတာဖြစ်တယ်လို့အမေရိကန်အစိုးရအမိမြေလုံခြုံရေးဌာနရဲ့မြန်မာနိုင်ငံသားတွေပေါ်ပေးအပ်ထားတဲ့ TPS ယာယီအကာအကွယ်ပေးမှုကိုရက်ဆိုင်ခဲ့တဲ့နောက်မှာလဲ ဒီလူငင်းခွင့်ထွက်ပေါ်လာတာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုကြီးဆောင်ရှောက်ရေးအသင်း ABB ရဲ့အချက်အလက်တွေအရအာနာသိမ်းပြီးနောက်စစ်တပ်ကမတရားဖမ်းဆီးခဲ့သူပေါင်း3031ယောက်ရှိပြီးအဲ့ဒီထဲက2200,908ယောက်မှာထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့11425ယောက်ကတော့ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်မပြုကြောင်းနဲ့လူသားချင်းစာနာမှုကိုအခြေခံပြီးအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးစီဟာဆက်ဖွန်ကတီယိုကပြောပါရယ်ပြည်ထောင်နိုင်ငံဆိုင်ရာ ထိုင်းတန်မဟောင်းလေးဖြစ်သူနိုင်ငံခြားရေးဝန်ကြီးစီဟာဆက်ကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်ကျပြီဖြစ်ပြီးတခါတည်းရန်ကျွန်တော်တို့ဟာမှန်ကန်တဲ့အရာတွေကို ပြောရပါမယ်လို့သူကဆိုပါရယ်သူကဒေါအောင်ဆန်းစုကြည်ဟာ ကျုံအောင်ခံထားရတာအရန်ကြာနေပြီဖြစ်ကြောင်းဒေါန်ဆန်းစုကြည်ကအသက်လဲရနေပြီဖြစ်ပြီးသူ့ရဲ့ကျန်းမာရေးခြေနေကိုလည်းတိတိကျကျဘာမှမသိရတာကြောင့်ပြန်လွတ်ပေးဖို့ဆိုတာကအရင်ဆုံးနဲ့ချက်ချင်းလှုပ်တဲ့ကိစ္စဖြစ်တယ်လို့စီဟာဆက်ကပြောကြားသွားပါတယ်။ရွေးကောက်ပွဲအလွန်အာဆီယံမြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့သူ့အမြင်ကိုနိုဝင်ဘာလ25ရက်နေ့ညနေပိုင်းကထုတ်ပြောခဲ့တာဖြစ်ပြီးဖန်စီအချင်းကျခံထားရသူမြန်မာအစိုးရခေါင်းဆောင် ဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ရေးအတွက်လည်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲပြီးဆုံးသွားရင်နောက်မှာအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေစတင်ဖို့ခက်ခဲနေမယ်လို့လည်းထိုင်းနိုင်ငံသားရေးဝန်ကြီးကမှတ်ချက်ပေးခဲ့ပါတယ်။လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်မြန်မာဟာတကယ်တမ်းလိုအပ်နေတဲ့အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုလှုံ့ဆော်ရမယ်အစားရွေးကောက်ပွဲကိုပဲစီစဉ်ခဲ့ကြောင်းဒီအခြေအနေမျိုးမှာ အာဆီယံဟာမြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုစတင်ဖို့ခက်ခဲမှသေးကြတယ်လို့စီဟာဆက်ကဆိုပါတယ်။မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးယုံကြည်ရတဲ့အခြေအနေဖြစ်စေခြင်းကြောင့်ဒါပေမဲ့လက်ရှိမှာတော့ဒါမျိုးမဟုတ်မှန်းတည်ထားပြီးသားဖြစ်ကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။လက်ရှိအခြေအနေတွေအရထိုင်းရဲ့ယက်တီမှုဟာရွေးကောက်ပွဲကိုအတိမတ်ပြုမဲ့သဘောမျိုးမဖြစ်နိုင်လောက်ဘူးလို့လည်းစီဟာဆက်ကပြောကြားသွားပါတယ်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတိုင်ပိုခရိုင်မှာရှိတဲ့လူနေကွန်ဒိုအင်ယာမီးလောင်ကျွမ်းမှုမှာ44ဦးသေဆုံးခဲ့ပြီး289ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။လူနေကွန်ဒိုအဆောက်အုံ9လုံးမှာနိုဝင်ဘာလ26ရက်နေ့ကမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး1ဖုတ်တရားရုံကိုမီးထိန်နိုင်ပြီးဖြစ်တော်လဲလောင်ကျွမ်းမှုများဆက်ရှိနေသေးကြောင်းထိခိုက်ဒဏ်ရာရမှုကြောင့်စေယုံတက်ကူတာနေရသူ လူဒါဇင်ပေါင်းများစွာထဲမှ45ဦးမှစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါဗျ။မိတော့တွေဟာအဆိုပါလူနေအဆောက်အုံတွေရဲ့အပြင်ဘက်ဝါညာများတခြားအချိန်ပြင်းစွာနဲ့အလင်းအမြန်ကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။မိလောင်မှုကိုကနဦးက level အဆင့်1လောင်ကျွမ်းမှုလို့သတ်မှတ်ခဲ့ပေမယ့်မကြာမီညနေ3:34မိနစ်မှာတော့ level 4အဆင့်ထိတိုးမြင့်ခဲ့ရသလိုညနေ6:00ကျော်မှာတော့ အမြင့်ဆုံး level 5အထိတိုးမြင့်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအိမ်ယာအဆောက်အုံတွေမှာအိမ်ခန်းပေါင်း2000ခန်းရှိပြီးလူ4000ခန့်နေထိုင်ကြောင်းလက်ရှိလူ900ခန့်မှာခိုးလုံရရှာဖွေနေကြကြောင်းမိလာမှုနဲ့ပတ်သက်ပြီးဆောက်လုပ်ရေးကုမ္ပဏီမှဒါရိုက်တာ2ဦးနဲ့အင်ဂျင်နီယာအတိုင်ပင်ခံ2ဦးတို့ကို လူသက်မှုတန်တရားဖြင့်ဖန်ဆီးထားကမိလောင်မှုကိုလည်းစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့အာနာပိုင်များကပြောကြားထားပါဗျ။ အဆိုပါမီးလောင်မှုများကြောင့်ဒီဇင်ဘာ9ရက်မှာစတင်ကျင်းပမယ့်ဟောင်ကောင်ရွေးကောက်ပွဲကို ရွှေဆိုင်မှုစဉ်းစားမှာဖြစ်ကြောင်းအာဏာပိုင်များကပြောကြားထားပြီးလက်ရှိမှာလည်းနိုင်ငံရေးပါတီတွေရဲ့မဲဆဲစည်းရုံးမှုများကိုရပ်ဆိုင်းထားတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့ပတ်ချံမှာကြားဖြန့် online လုပ်ငန်းလုပ်ကင်နေတဲ့နိုင်ငံသား900လောက်ဟာထိုင်းနိုင်ငံနဲ့ဝင်ဖို့စူးစမ်းနေတာကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကဝင်ခွင့်မပြုတဲ့အတွက်တောင်ရင်မြကန်တလျှောက်ကတောင်ပြင်မှာပိတ်မိနေကြတယ်လို့သိရပါဗျ။ဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBA ထိန်းချုပ်မှုအောက်ကကြားဖြတ်လုပ်ငန်းတချို့ကိုကရင်မျိုးသားစီယုံ KNU ရဲ့လက်အောက်ခံတပ်တွေကဝင်ရောက်စီးနှင်ခဲ့ပြီးနောက်ပိုင်းကြားဖြတ်ရုံတွေထဲမှာတွေ့ရတဲ့အလို့သမားတွေပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံတဲဝင်ခွင့်မရသေးတဲ့နိုင်ငံအစုံကကြားဖြတ်လုပ်ငန်းတွေမှာလုတ်ကင်နေတဲ့သူတွေဟာရာသီဥတုအေရာကြောင့်နိုဝင်ဘာလ26ရက်နေ့ညမှာ တောင်ရင်းမြစ်တောင်ပြင်မှာ မီးလုံနေကြတာကိုထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးကရိုက်ကူးထားတဲ့မှတ်တမ်းတပ်ပုံတွေရသိရပါဗျ။မင်းလက်ပံဒေတာတဲ့ဖမ်းမိတဲ့ကြားဖြတ်လုပ်သားတွေဟာသက်ဆိုင်ရာနိုင်ငံတွေပြန်ရောက်ဖို့တော့နိုင်ငံတကာရဲ့ပူးပေါင်းမှုအားနည်းနေတာကြောင့်လုတ်ကန်ရခက်ခဲနေတယ်လို့လည်း KNU ကပြောကြားထားပါဗျ။မင်းလက်ပံဒေတာကိုဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBA ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ KNU ကတော့ DKBA ရဲ့အကောင်အဝေးအောက်ကနေလဲပတ်နေတယ် မင်းလက်ပံဒေတာရဲ့ရာဇဝဲမှုတွေနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ဆိုပြီးနိုင်ငံတကာကိုပါပူးပေါင်းမှု တောင်းဆိုထားပါတယ်။အခုနိုဝင်ဘာလ22ရက်က DKBA လုံခြုံရေးယူပေးထားတဲ့မင်းလက်ပံဤကအွန်လိုင်းငွေကြေးလိမ်လည်မှုကြားဖြန့်တွေရှိရာအဆောင်တွေကို KNL တက်တွေကဝင်ရောက်စီးနှင်ခဲ့ပြီးနောက်ပိုင်းဆေးဥစုနဲ့တိုက်ပွဲဖြစ်ပွားမှုတွေဆက်ရှိနေတာလည်းဖြစ်ပါတယ်။စစ်ကော်မရှင်ဘက်ကမင်းလက်ပံဒေတာကအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပေမယ့် DKBA ကတော့ သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာဘယ်လက်နက်ကင်ဖွဲ့စည်းနဲ့လူပုတ်ကိုမစိုးဖျက်တမ်းခွင့်မပြုသလိုတရုတ်နိုင်ငံသားအပါအဝင်နိုင်ငံခြားသားတွေတဲဆောင်တာမျိုးစစ်ဆေးတွေ့ရှိရင်ဖမ်းဆီးရေးယူမယ်လို့ကြေညာထားပါတယ်ပြပကိုပေါ်ဆမ်းမွေးဆန်တင်ပို့နိုင်ရေပိုမိုတိုးတက်စိုက်ပျိုးချဖို့လိုကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနိုဝင်ဘာလ23ရက်နေ့ကမူဝင်ခီးစင်မှာပြောကြားခဲ့ပါတယ် အထွန်းနှုံးကောင်းမွန်ရေးနဲ့ပတ်သက်ပြီးတော့စနစ်တကျစမ်းသပ်ထားပြီးဖြစ်တာကြောင့်ပေါ်ဆန်းဝေးဆိုင်ပြုလို့ရတဲ့ဒေတာတွေမှာပေါ်ဆန်းစဘာတွေကိုစနစ်တကျနဲ့ဆောင်ရွက်သွားကြဖို့သူကပြောပါတယ်။ ARD တိုင်းဒေတာကြီးကမိမိတို့နိုင်ငံရဲ့အစပကြီးဖြစ်တာကြောင့်သီးနှံထွက်ရှိမှုကထိုက်တဲ့အထွန်းနှုံးဖြစ်ဖို့လိုပြီးစိုက်ပျိုးရေးလုပ်ငန်းတွေတိုးတက်စေရတော့မြို့သို့ဆောင်ရွက်လို့ရမည်ဆိုတာကိုစဉ်းစားဆောင်ရွက်ကြဖို့လိုတဲ့အကြောင်းစစ်ကောင်းဆောင်ကပြောပါတယ်။မြမပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်ကိုတင်ပို့ရောင်းချဖို့စီစဉ်နေပေမယ့်ဈေးကွက်ဝင်ပေါ်ဆန်းစဘာကိုတောင်သူတွေစိုက်ပျိုးနိုင်ဖို့ငွေကြေးအရင်းဤအရေးသွေးမီစဘာမျိုးစေးနဲ့ဤပညာလိုအပ်ချက်တွေရှိနေတယ်လို့ AR တိုင်းဒေတာကြီးတွင်ကတောင်သူတွေကပြောပါတယ်။နိုင်ငံတကာဈေးကွက်ကိုပေါ်ဆန်းဆန်တွေတင်ပို့တာကြောင့်ပေါ်ဆန်းဆန်ဈေးနှုန်းတွေလိုက်တက်တာမျိုးမဖြစ်အောင်လေစီမံဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆန်စဘာလုပ်ငန်းရှင်တွေကပြောပါတယ်။နိုင်ငံတကာဈေးကွက်မှာ ညမပေါ်ဆန်းကအရေးအသွေးကောင်းမွန်ပေမဲ့အမှတ်တစိတ်အားနေခြင်းထုတ်လုပ်မှုစနစ်မခိုင်မာခြင်းတွေကြောင့်ဈေးကွက်ဝေစုနေပါနေသေးကြောင်းစစဘာလုပ်ငန်းရှင်အတိုင်းဝန်ကနေသိရပါဗျ။လက်ရှိမှာနိုင်ငံတကာဈေးကွက်ကိုအမထနဲ့ငစိန်အုပ်စုဝင်ဆန်းတွေဖြစ်တဲ့စင်တုခတီထရင်ယတနာတို့ငစိန်ရာကျော်ကရင်မထွန်းပူတီပူနှံကောက်စီယာငွေတို့မင်းအေယာရွှေမန်စတဲ့စံကျန်းတွေကိုအ திக တင်ပို့နေတာဖြစ်ပါတယ်။ MRF အနေနဲ့အခုဘန်နာနှစ်မှာစံတန်းချိန်၃တန်းတင်ပို့ဖို့ညီမှန်ထားတာဖြစ်ပြီးတော့2025ခုနှစ်ဧပြီလကနေအော်တိုဘာလကုန်ထိစံတန်းချိန်တက်တက်မှ9တန်းကျော်တင်ပို့ထားကပို့ကုန်ရငွေအမေရိကန်ဒေါ်လာ469တန်းရရှိထားတာဖြစ်ပါတယ်။